င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ TNL သိမ့်ပိုက်ထားတဲ့နောင်ချုံမျိုးကိုအောင်စေရစစ်စင်ရင်းနဲ့ပြန်သိမ်းလိုက်တာဖြစ်ပြီးအာသာချက်နဲ့အာနေချက်တွေကို သုံးသက်ခါနေမည်စိုးမိုးရင်အရှိန်ဟောင်နဲ့ဆက်လက်ဆောင်ရွက်မယ်လို့အကြမ်းဖက်ဒုစစ်ကောင်ဆောင်စိုးဝင်းကကြုံဝါပြောဆိုလိုက်ပြန်ပါတယ်။ အင်းစိန်အကျဉ်းတော်မှာအကြမ်းဖက်စစ်တပ်ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေကြောင့်စေကူတာခွင့်မရရှိပဲပွဲလူခဲ့ရသူနိုင်ငံရေးအကျဉ်းသူ မုတ်ဝီအောင်ကိုဒီနေ့မနက်ပိုင်းမှာကြိုမဲ့တင်အပါဝင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပြမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့နောင်ချုံမြို့ကိုအောင်စေရစစ်စင်ရေးနဲ့ပြန်လည်သိမ်းယူပြီးအာသာချက်နဲ့အားနည်းချက်တွေကိုတုံးသက်ခါနေမြေစိုးမိုးရေးအရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်မယ်လို့အကြံပတ်ဒုစစ်ကောင်ဆောင်စိုးဝင်းကကြုံဝါပြောဆိုပါတယ်။မနေ့ကနောင်ချုံမြို့ကိုတွားရောက်ပြီးနောင်ချုံမြို့ပြန်လည်သိမ်းပိုက်ရေးမှာပါဝင်ခဲ့တဲ့အရာရှိနဲ့စစ်သည်တွေကို ယာရုတို့အဆင့်တို့စုချီးမင်နာတွေလှုပ်ဆောင်ခဲ့တဲ့အကြံဘတ်ဆိုဝင်ကအခုလိုပြောလာတာပါ အကြံဘတ်ဆိုဝင်ကနောက်ချုံမြို့ကိုစစ်တပ်ကအကြောင်းကြောင်းကြောင့်ခေတ္တဆွန့်ခွာခဲ့ရတာနောက်ွယ်ကနေအဆင့်မြင့်နီးပညာတွေနဲ့ကူညီပေးတာတွေအားပေးအားမြောက်ပေးတာနဲ့ထောက်ပံ့တာတွေကြောင့်နောက်ချိုဒေတာတဝိုက်ကအဆင့်ဆင့်တောင်ခမ်းဒေတာနဲ့ပြည်ဦးလွေနောက်ချုံမြို့နယ်နယ်နိမိတ်အဆက်အထိခွာဆင့်စင်ခဲ့ရပြီးတဲ့နောက် တောင်ခမ်းတက်နယ်မှာပြင်ဆင်စုဖွဲ့မှုတွေပြုလုပ်ပြီးအောင်စေရစစ်စင်ရေးနဲ့နောင်ချိုကိုပြန်လည်သိမ့်ပိုက်ခဲ့တာလို့ပြောပါတယ်။နောင်ချိုမျိုးကိုသိမ့်ပိုက်ပြီးတဲ့နောက်နယ်မြေစိုးမိုးရေးနဲ့နယ်မြေလုံခြုံရေးအတွက်အရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးအာသာချက်အာနယ်ချက်တွေကိုပြန်လည်သုံးသပ်ခါစစ်မြေပြင်မှာအကျိုးရှိရှိအသုံးချသွားဖို့လိုတယ်လို့ဆိုဝင်းကဆက်လက်ပြောပါတယ်။အကြမ်းဖက်ဆိုဝင်းကနောင်ချိုမျိုးကိုရောက်ရှိခြင်း မြို့ပြန်လဲသိမ့်ပတ်ရေးမှာပါဝင်ခဲ့တဲ့စစ်သားတွေနဲ့အရာရှိတွေကို အစင်တိုးယာရုတိုးပေးအပ်တာတွေကို နောင်ချုံမြို့ရှေတန်းစစ်မြေပြင်မှာပဲလုပ်ပြခဲ့ပါတယ်ရှင်။ဆက်လက်ပြောပြပေးမယ့်သတင်းကတော့အင်းစိန်အကျဉ်းတော်မှာ အကြမ်းဖက်စစ်တပ်ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေကြောင့်စေကူတာခွင့်မရရှိပဲကွယ်လွန်ခဲ့ရသူနိုင်ငံရေးအကျဉ်းသူမတ်ဝိအောင်ကိုဒီနေ့မနက်ပိုင်းတကြုံမယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့မှာအင်းစိန်အကျဉ်းတော်အတွင်းကွယ်လွန်ခဲ့တဲ့မတ်ဝိအောင်ကိုဇူလိုင်လ21ရက်နေ့မှာတော့အကျဉ်းဦးစီးဌာနကထောက်လွှတ်မိတ်ထုတ်ပေးခဲ့ပြီးမိသားစုစီကို အလောင်းပြန်ပေးခဲ့တာကြောင့်ဒီနေ့ဇူလိုင်လ22ရက်နေ့မနက်7:00နာရီအချိန်ရေဝဲတုတ်တံမှာမိသက်ကြုံမယ်လို့သိရပါတယ်နိုင်ငံရေးအကျဉ်းသူဒဂုံတက္ကသိုလ်ကျောင်းသားများတက်မကဗဟိုအလုံးမှုဆောင်အဖွဲ့ဝင် မတ်ဝိကြီးအောင်မှစစ်တပ်ရဲ့စစ်ကြောရေးမှနှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့အပြင် အကျဉ်းတော်အတွင်လုံလောက်တဲ့စေဝါကုသခွင့်မရခဲ့တာကြောင့်ကြာဆုံးခဲ့ရပါတယ်။စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့တဲ့မတ်ဝိကြီးအောင်ကို2021ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာအခြားကြောင်သား9ဦးနဲ့အတူကြောက်တရားမြို့နယ်မှာဖမ်းဆီးခဲ့ပြီးစစ်တပ်ကစစ်ကြောရေးမှညှဉ်းပန်းနှိပ်စက်ခဲ့တဲ့နောက် ဥကောင်အတွင်ဒံယာရရှိခဲ့က ထောင်အတွင် လုံလောက်တဲ့စေကူတာခွင့်မရရှိခဲ့ပါဘူးစစ်ကောင်စီကမဝိအောင်ကို နိုင်ငံတော်အကြီးညိုပြက်စီမှု ပုံမှ905ကာကြီးနဲ့ထောင်တန်3နဲ့ပုံမှ52ကာကြီးနဲ့ထောင်တန်4နဲ့စုစုပေါင်းထောင်တန်9နဲ့ချမှတ်ခဲ့ပါတယ်နိုင်ငံ၏အကျဉ်းသူမဝိအောင်မှာစံမာရေးအခြေအနေဆိုးရွားလာတဲ့အထိအကျဉ်းဦးစီးဌာနကလုံလောက်တဲ့စေဝါကုသခွင့်ကို မပေးခဲ့ပဲ စစ်တပ်ရဲ့ညှဉ်းပန်းနှိပ်စက်တာကြောင့်ရရှိခဲ့တဲ့ဥကောင်အတွင်တန်ရံနဲ့ပဲအသက်26နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ရပါတယ်ရှင်။မကွေးတိုင်းဘက်မှာတော့စိတ်ဖြူမြို့နယ်လက်ဆယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာတော့စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့စစ်ကော်မရှင်အမတ်ရှစ်စစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မနက်ပိုင်း အမတ်ရှိစစ်ကြောင်းဦးဆောင်မှုနဲ့တော်လန်ရေးပူပေါင်းအဖွဲ့တွေက စိတ်ဖြူမြို့နယ်မှာရဲအင်အား25ဦးအထိုင်ချတပ်ဆွဲထားတဲ့လက်ဆယ်ရဲစခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်ပွားနေချိန်မနက်၄နာရီခွဲကရဲစခန်းအတွင်းမှာရှိတဲ့ရဲတန်းလျာ၄ဆောင်ဘန်ကာ၄ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီးပင်မအဆောက်အဦတစ်ဆောင်နဲ့ဘန်ကာနှစ်ခုသာဆက်လက်သိမ်းပိုက်ဖို့ကြံရှိချိန်မှာ လက်နက်ခဲရန်နေပါလာတာနဲ့အကြမ်းဖက်စစ်တပ်ဘက်ကစစ်ကူအင်အားအလင်းအမြန်ရောက်ရှိလာတာတို့ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။တိုက်ပွဲအတွင်းအမတ်ရှစ်စစ်ကြောင်းကရဲဘော်နဂါးနဲ့ရဲဘော်ဆိုင်းနောင်ခေါ်ထွန်းခါတို့မြင့်မြတ်စွာအသက်ပေးလူခဲ့ရတဲ့အပြင်တော်လန်ရေးတပ်ဖွဲ့ဘက်ကလည်း Type 81တလန်းနလက်ဆုံးရှုံးခဲ့ရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားမျက်မြင့်၃ဦးသေဆုံးကတန်းရအပြင်းထန်ရရှိသူတဦးရှိပြီးထိခိုက်သေးဆုံးသူတွေပိုများနိုင်တယ်လို့သိရပါတယ်ရှင်။ ။တစ်ဖက်မှာလည်းပဲခူးတိုင်းရေတာရှည်မြို့မှရေစကန်ကို40မမဘုံတိ14လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာတော့စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိတယ်လို့ 31UG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်။ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နေ့မနက်4:20မိနစ်ခန့်က ရေတာရှည်မြို့မှရေစကန်ကို Black Leopard UG အဖွဲ့က86ဘုံပြစ်လောင်စာနဲ့ 40မမဘုံတိ14လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပြီးအရေးအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးပဲရေတာရှင်မြို့မှာရဲဆက်ခန်းကကြံ့ဖို့ယုံရွေးကော်ယုံတို့နဲ့တဆက်တည်းရှိနေတာကြောင့်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ဒီတိုက်ခိုက်မှုမှာလက်နက်ခဲရဲနဲ့လူအားကိုတော့တတိဝမ်း UG တပ်ဖွဲ့ကပါဝင်ကူညီပေးခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေအထီးကိမရှိပြန်လဲစုတ်ခွာနိုင်ခဲ့ပါတယ်ရှင် က်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့လက်ခတ်တောင်တာဝါရိုက်စခန်းစစ်တပ်စစ်ကြောင်းနဲ့စစ်ရင်ရင်တွေကိုတိုက်ခိုက်ခဲ့တာမှာတော့စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့မေလ30ရက်နေ့မနက်6နာရီကစပြီးလောင်းလုံးမြို့နယ်လက်ခတ်တောင်တာဝါရိုက်စခန်းကို တဝဲခရိုင်တပ်ပေါင်းစုနဲ့တော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းတဝဲမြို့ပေါ်ကနေဟောင်ဝစ်စာနဲ့တနေကိုပြစ်ကူပေးခဲ့သလိုစစ်သင်းမောတွေကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြစ်ကူပေးတိုက်ခိုက်ခဲ့တာပါဒီတိုက်ပွဲဟာ၃ရက်တာဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်က၃ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့သလိုလက်ခတ်တောင်တာဝါတိုင်းစခန်းကလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ဇွန်လ12ရက်နေ့ကလည်းတဝဲမြစ်ကြောင်တိုင်းဝင်ရောက်လာတဲ့စစ်သည်မော်နှစီးနဲ့စပီဘုတ်ကန်တက် ရင်ငယ်တစည်းကကညိုကျွံ့ရွာအရှိကို ရောက်ရှိလာပြီးရွာအတွင်းကိုလက်နက်ကြီးတွေ .50 တနက်တွေ20မမဆက်လက်နက်တွေနဲ့စက်တိုက်ပစ်ခတ်ခဲ့ပြီးကန်ကတ်ထားတဲ့ပြည်သူပိုင်လင်ငယ်တွေကို စပီဘုတ်ကန်တက်ရင်ငယ်တစည်းနဲ့လာရောက်ခိုးယူခဲ့တာကိုတော်လန်ရဲ့ရဲဘော်တွေက တွေ့ရှိခဲ့ပြီးလက်ဦးမှုရယူကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကြည်ထီမှန်ပြီးစပီဘုတ်လည်းပျက်စီးခဲ့ကအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာတောင်ရရိတ်သိမ်းနေတဲ့ပြည်သူတွေကိုမကြာခဏလာရောက်ပြစ်ခတ်တဲ့ တီလုံးရပြူစောတိစကန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကရွှေဘုံမြို့နယ်တီလုံးချေးရွာမှာနေထိုင်တဲ့ပြူစောတိတွေကပြည်သူတွေတောင်ယာစိုက်ပျိုးရိတ်သိမ်းချိန်မှာမကြာခဏလာရောက်ပစ်ခတ်တာကြောင့်တော်လန်ရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီး ပန်းရံတဲ့ဇီးမြူကုန်းရွာကပြူစောတိတွေဟာတက်ကူရောက်ရှိလာပြီး RPG နှလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာကြောင့်တော်လိုင်းရဲဘော်တွေအထီးကိုင်းမရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတီးပြုတ်နိုင်တာမရှိသေးဘူးလို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ရင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။